ကျွန်တော်ကဒီ international school တခုရဲ့ art teacher ပေါ့အကြီးကြီးဆိုတော့စစ်လုံးလေးရကြတော့လေအတန်းနဲ့အကုန်လုံးကျွန်တော်သင်ရတော့စစ်လုံးလေးရကျွန်တော်ခံနေရပကြီးဆွဲတပည့်ပေါ့ဆိုတော့လဲတော့ပါတယ် concentration လည်းကောင်းတယ်လိမ့်လည်းလိမ့်ပါတယ်ဆိုတော့ဒါကလေးတွေအကုန်လုံးလည်း communicate လုပ်နိုင်တဲ့ကလေးလေးပေါ့ TV ဖန်သားပြင်မှာအရန်သူတေးဥဆောင်ပြီးတော့ကြောကြောရွရလုံနေရလေမရှိဘူးကလေးကသူ့တဘာဝလေးပဲပေါ့သူ့ရွယ်လေးနဲ့သူ့တဘာဝလေးတိုင်းပဲသူလှနေတဲ့တိုင်းလေးပဲနေတယ်။ចောင်းမလည်းအဲ့တိုင်းပဲသူကငင်းငင်းလေးပဲ။ចောင်းမလည်း အဲ तू ကမင်းသမီးမို့လို့ဆိုပြီးတော့လည်းမရှိဘူးအဲ့လိုပဲအဲတခြားចောင်းသားတွေကလည်းသူ့ကိုအဲ့လိုမရှိလို့သူ့ကိုချစ်ကြပါတယ်ဟုတ်မင်္ဂလာပါကျွန်တော်ဒီနေ့အစိန်စွဲဘူးရဲ့ဒီကြညာ show ပေါ့အဲ့အလေးကိုကိုစွမ်းဆောင်ကျွန်တော်အဓိကဖိတ်ပါတယ်တက်ရောက်ပြီးအောင်ကျွန်တော်မန်လေးမှာမန်လေးကနေရန်ကုန်လာမယ်နော်ဟုတ်ကဲ့လာခဲ့မယ်ပေါ့အဲဒီမှာလဲမီမီမွေးကိုမျိုးကနေပြီးတော့မှအစားဆုံးကျွန်တော် လုပ်ပေးပါတယ်အကုန်လုံးလည်းကြိုးကြိုးပေးရခင်ဗျာဟုတ်ကဲ့တကယ်တကယ်အစ်စ်မီဘလိုလဲအစ်စ်မီဆိုရယ်စကလုံးထပ်ပို့ပါတယ်တကယ်ကိုဘလိုလဲဒီဒီလိုမျိုးကြွညာတခုကိုတချင်းတစ်ပုတ်နဲ့ပဲမြင်ဘူးတာလေဒါကြီးကြတော့ဇလန်းဇက်အိမ်တခုနဲ့အဲလိုမျိုးဆန်းဆန်းပြပြအော်ကက်စထရာလေအတိကဒီမှာဘာကောင်းနေလဲဆိုအက်တာတွေကလည်းတယောက်ချင်းစီကွက်တီး ဒီထဲမှာအဲဒရိုက်တာရဲ့ပညာတွေအများကြီးပါတယ်ဗျာကျွန်တော်ဆိုရင်အမြင်ရတယ် lighting တွေကောင်းတယ် music အဓိကပံ့ပိုးမှုဒီ music arrangement အရင်ကောင်းတယ်ကောင်းဆိုဆရာဒီအောင်မို့ဆိုတော့အရင်မိုက်တယ်ကြည့်ရတာအဲ့လိုမျိုးပြီးတော့ဘယ်သူဖြစ်လာမလဲပေါ့ငွေဆက်ခံမဲ့ကြတော့ဒီလေအဲ့လိုအဲ့စိတ်ဝင်စားမှုပေးထားတာကအဲကျွန်တော်ဒီထဲမှာကောင်းကြီးရဲ့မြုပ်ွက်တစ်ခုပါ ရန်ကောင်းပါတယ်ဆိုတော့စိန်ကလည်းထိုက်မဝေးရဆိုတော့ဝိပရင်လည်းပြောင်းပြောက်သွားလို့မျိုးဆိုစိန်စပယ်ဘူးနဲ့အမတရားဆိုရင်မရှိမလဲအဲမှာဆိုရင်တစ်သက်မဟုတ်ရဲ့သမီးလေးဆိုရင်ကျွန်တော်ចောင်းပါအဲကျွန်တော်ရဲ့အចောင်းသူလေးဖြစ်တာဆိုတော့အဲလိုမျိုးကျွန်တော်ចောင်းတက်နေနဲ့ကြော်ညာရိုက်တာအမေမေကြော်ညာရိုက်ရမှာဆိုတော့သူဆိုပြရတဲ့ခြင်းကအော်ဒီတခြင်းအဲလိုမျိုးပေါ့အရင်ဆုံး1998ကတခြင်းလေးပေါ့အဲအဲ့ဒီဝိုင်းတခြင်းလေးကိုသမီးလေးကပြန်ရိုက်တယ်ဆိုတော့ဆင်လုံးလေးဓာတ်ရိုက်မယ်အဲ့လိုပီတိရေပေါ့ ဲ့ရင်းနှီးနေတာတိမ်တွယ်ဘူးဆိုရဟာလေတောက်လျှောက်ကျွန်တော်ဟိုကလေးအိမ်ပေါ်ကတဲ့တခြင်းတွေကြညာတွေကနေပြီးမှလက်ရှိသူတို့ရဲ့ music တစ်တည်းအားစာကျွန်တော်တို့ရဲ့ကလေးလေးတွေလာဖြစ်တာလို့လေးရှိပါတယ်ဘယ်အဓိကတော့ကျွန်တော်ကအဲဒီ international school တခုရဲ့ art teacher ပေါ့အကြီးကြီးဆိုတော့စလုံးလေးရကြတော့လေအတန်းနေအကုန်လုံးကျွန်တော်သင်ရတော့စလုံးလေးရကျွန်တော်ခံနေရပစီဆိုရဲတပည့်ပေါ့ဆိုတော့တော်လဲတော်ပါတယ် concentration လည်းကောင်းတယ်လိမ့်လည်းလိမ့်ပါတယ်ဆိုတာကြတာလေ ကလေးတွေကောင်းလို့လည်း communicate လုပ်နိုင်တဲ့ကလေးလေးပေါ့ကျွန်တော်ကျောင်းပါကျွန်တော်တော့မရှိတော့သူကရှိတယ်ကျွန်တော်ကကျတော့ကျွန်တော်ကကျတော့အခုစင်တာတစ်ခုကျွန်တော်တို့ဖွင့်ထားရဲပေါ့အဲအဲ့လိုမျိုး education center တစ်ခုဖွင့်ထားရဲအဲအကြောင်းနေကောင်းကတော့ကျွန်တော်ကမလုပ်တော့ဘူးမလုပ်တဲ့အခါကျအိမ်မှာပဲတည်တံ့လေးလိုလေးဖွင့်ထားရဲကျွန်တော်တို့တနစ်ကျော်လောက်သူနေရ interest ဖြစ်ခဲ့ရဲပေါ့ဖြစ်ခဲ့တော့လေဟိုကိုဆိုင်လွန်းနေရလေအဲခင်နေရအဲသူ့ရဲ့ဦးလေးနေရလေခင်နေရဆိုတော့အဲပြီးတော့အခုလက်ရှိကျွန်တော်တို့ကျွန်တော်လည်းကျွန်တော်ကိုယ်ပိုင် ဒီဒီဘက်က occasion center မှာလုပ်နေသေးပဲလေအဲ interest ဖြစ်ကြရဲသူတို့ရဲ့ event လေးတွေဖိတ်ကြတာတော့အများရှိချက်ပါတယ်ခင်ဗျာဇလုံးလေးစကားလာပြောတာလည်းရှိအထူးပြီးกว่าတာမျိုးတော့မရှိခလေးကအဲ့တိုင်းလေးပဲ TV ဖန်သားပြင်မှာအရင်သူတိကျဆောင်ပြီးတော့ကြောကြောရွရလုပ်နေရလည်းမရှိဘူးအဲ့ပုံမှာလေးငင်ငိမ့်နေနဲ့အဲခလေးကသူ့တဘာဝလေးပဲပေါ့သူ့ရွယ်လေးနဲ့သူ့တဘာဝလေးတိုင်းပဲသူလှနေတဲ့အတိုင်းလေးပဲနေတယ်เจ้ามาเลยไอ้ไตเมย์ตัวญิงๆนี่เว้ยเจ้ามาเลยตัวอ่ะเมนทมี้มุโลဆိုပြီးတော့လည်းမရှိဘူးအဲ့လိုပဲ အတခြားចောင်းသားတွေလည်းသူ့ကိုအဲ့လိုမရှိလို့သူ့ချစ်ကြပါတယ်ဟုတ်အဲ့မတရားလေးဖြစ်သွားပါဟုတ်ဖြစ်တယ်ခင်ဗျဟုတ်လက်ရှိရောပါလေးလို့ဖြစ်တယ်အဲ့လက်ရှိတော့ကျွန်တော်အခုကျွန်တော်တို့အဲ့ကေဟာကဲဆောက်စကားကြီးတင်တော့မယ်အဲ့အဲ့အတွက်ကျွန်တော်တို့ပြင်ဆင်နေကြပါတယ်ခင်ဗျကျွန်တော်အဓိကတော့ဟိုဒီဘက်ဒီဒီအမှုပညာဆိုတဲ့အထဲကိုမရောက်လာခင်ခုလဲရောက်နေရမျိုးမဟုတ်ပါဘူးအဲဒီဟာမျိုးလောက်မလောက်ခင်ကြတဲ့အရင်ကျွန်တော်က ကိုကိုကိုဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်နဲ့ပတ်သက်တဲ့ environment ကိုပျော်ရွှင်အောင်ထားတဲ့လူတစ်ယောက်ပေါ့ entertainer တစ်ယောက်အနေနဲ့ကျွန်တော်နေတာဆိုတော့တောက်လျှောက်ကျွန်တော်နဲ့နေတဲ့ပတ်ဝန်းကျင်ကျွန်တော်နဲ့အတိုင်းဝိုင်းတွေအကုန်လုံးကလည်းကျွန်တော်ကြောင့်ပျော်ရွှင်ပြီးတော့မှဖိတ်ချင်နေမှုရကြတယ်။ social media မှာဆိုရင်လည်းကျွန်တော်လုံးလိုက်တဲ့ post လေးတွေက ဝန်သားစရာလေးဖြစ်စေရပေါ့ပျော်ရွှင်စေတယ်အဲ့လိုလေးရှိကြတယ်အဲအခုဒီဟာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီ protection ကနေပြီးတော့မှရုပ်ရှင်ခွဲရိုက်တယ်ရုပ်ရှင်အတွက်ရိုက်တော့လေတင်းမော့ကောင်းတဲ့ဒီကလေးက collaboration လည်းကောင်းတယ် cooperation လည်းလုပ်နိုင်တယ်လူလေးတွေချီးကျူးပြီးတော့မှကျွန်တော်ချစ်ပေးတယ် ကျွန်တော်အမြဲတမ်းအလို encourage လုပ်ပေးတယ်နောက်ထပ်ထွက်လာဖို့လည်းကျွန်တော်ထပ်ပြီးကမ်းလှမ်းပေးကြတယ်လူမျိုးတွေရှိလာတဲ့အခါကျကျွန်တော်ကခုနပြောသလိုပေါ့ပညာရေးနဲ့အမှုပညာနဲ့နှစ်ခုဖက်လာတဲ့အခါမှာပညာရေးကိုလည်းမကြော့အောင်အမှုပညာကိုလည်း ရက်မသွားအောင်ကျွန်တော်ဆက်ပြီးတော့စူးစမ်းနေရပါတယ်ဒါဆိုရင်ကျွန်တော်ညီလွင်ဆိုပြီးတော့မှလက်ခံလာကြတာကြာပါပြီအဲ့အတွက်ကျွန်တော်အရန်ကိုပဲ appreciate လုပ်ပါတယ်ပြတော့တခါမှလည်းကျွန်တော်ဟိုမြန်မာလေးပြောသေးပေါ့ပရိသတ်လို့ကျွန်တော်မတုံ့ပြန်ပါဘူးဘာလို့ဆိုတော့ဒီအားလုံးကစိတ်ချင်တယ်မှုရစေတဲ့အရာတစ်ခုသူတို့အတွက်ဒါလေးကစိတ်ချင်တယ်မှုကောင်းလားသူဆိုရင်သူတို့အတွက်ဘာလေးပေးလဲဒီလိုမျိုးလေးချစ်ပြကြတာပေါ့နော်အဲအဲ့ပုံမှာကျွန်တော်ကသူတို့ရေသူတို့ရင်ထဲမှာဖြစ်ဖြစ် သူတို့အတွက်ကျွန်တော်ကနေရာလေးတစ်ခုဖြစ်ဖြစ်ရှိနေသေးတယ်ဆိုရင်ပဲကျွန်တော်ကြိုးစားနေဦးမှာပါကျေးဇူးတင်ပါတယ်လို့ပြီးတော့ကျွန်တော်တို့ထပ်လာမယ့်ကားကြီးကိုလည်းအားပေးပါအောင်ဒီနေ့အတွက်ကျွန်တော်ကိုဖိတ်ခေါ်ပေးတဲ့စိန်စပယ်ဘူးလည်းနှစ်40ကျော်အခုတိုင်ခဲ့ပြီးပါပြီဒီသူ့ရဲ့စိန်စိန်သွေးကောင်းလို့ကိုနှစ်40ကျော်ကျွန်တော်တနိုင်ငံလုံးအားပေးလက်ခံခဲ့တာပေါ့နော်အဲဒီမှာဆိုလို့ရှိရင်အဲဒီဒီစိန်တွေဆိုရင်လည်းအစမ်းစမ်းနေပဲမြန်ထွက်တယ်။အစိမ်းပြိုးလုလိုက်တိုင်းလည်းအစမ်းပြားတွေကြီးပဲဖြစ်တယ်။အဲ့အတွက်လည်းကျွန်တော်စိန်ဆွဲဖို့ကိုလည်း အမ်ထမင်ကျွန်တော်ပို့ပြီးတော့အားပေးကြပါအောင်လို့လည်းကျွန်တော်ကဒီကနေပြီးတော့ပြောချင်ပါတယ်